တရုသမီးတို့ရေအခုပြောပြမယ်ဆက်ကသောမဒတ္တဇာလို့ခေါ်တယ်ငါ90နိဗ္ဗတော်မှာလာတဲ့ဇပါသောမဒတ္တဇာတ္တမြန်မာမှုပြုတ်ပြီးပြောကျင်နေဆွင်တော့လဲသောမဒတ်ပေါ့မြန်မာမှုပြောရင်သောမဒတ်လို့ပြောမယ် ဘာနဲ့တူလဲဆိုတော့ဒေဝဒတ္တဆိုရင်ဒေဝဒတ်မြမဒတ္တဆိုရင်မြမဒတ်ပြောသလိုပေါ့သောမဒတ္တကိုသောမဒတ်လို့လည်းပြောလို့ရတယ်သောမဒတ္တဇတ်သုံးဖို့သောမဒတ်ဇတ်ပေါ့ရသဗျာသခင်သာဝတိပီဇေရွန်เจ้าမှာတည်င်းသုံးနေတဲ့ခါကြတော့တစ်ခါမှာ မထင်မရှားယဟန်ကြီးတပါးကိုအကြောင်းပြုပြီးတော့ဟောတာပါအဲ့ဒီမထင်ရှားတဲ့ယဟန်ကြီးကဘယ်လိုဖြစ်ပြီးတော့တောမဒတ်ကိုဟောရမယ်တောမဒတ်တာဇက်ကိုဟောရမယ်အဖြစ်နဲ့ပြုံတယ်ဆိုတော့အဲ့ဒီယဟန်ကြီးကခလေးတယောက်ကိုတာမဏေပြုတ် ယောက်ျားလေးတယောက်ကိုတာမဏေပြုတ်စီတယ်အဲ့တာမဏေလေးကိုလည်းသူကအမှန်တန်ချစ်ပါတယ်ဒီတာမဏေလေးကလည်းပဲဒီယဟန်ကြီးကိုအမှန်တန်ချစ်တယ်ကျေးဇူးပြုတ်တယ်ဝတ်ကြီးဝငယ်ပြုတ်တယ်အဲ့တော့တာမဏေလေးနဲ့ဒီယဟန်ကြီးဟာတယောက်နဲ့တယောက်တန်ရောစဉ်အမှန်တန်ဖြစ်ကြပါတယ်ဒီလိုနဲ့နေပြီးတော့တစ်ချိန်မှာတာမဏေလေး ကြောင်းတစ်ခုကြောင်းသေသွားရှာတယ်။သံနေလေးသေးတဲ့ခါကျတော့သံနေလေးကိုအမှန်တန်တန်ရောစဉ်ကြီးတဲ့ခုနယဟန်းကြီးကအမြဲတမ်းငိုယုံနေတယ်။သူသံနေလေးကိုပဲတန်းနာပြီးတော့ငိုနေတယ်။နေရောညာပါပေါ့မပြတ်မလဲတစ်ခါတည်းငိုနေတဲ့ခါကျတော့အခြားသောယဟန်းတွေကဩဒီယဟန်းကြီးနဲ့ ီလိုတန်ရုံးစင်တွေကိုဖက်ကျင်လို့ပဲယဟန်ပြုလာယဟန်ပြုပြီးတော့မှတန်ရုံးစင်ဖြစ်ပြီးတော့တန်ရုံးစင်ကြောင့်ဒီလိုငိုနေရတာလည်းမတင်နေပါဘူးမရဏတတိကမ္မထံတကယ်တမ်းအပြင်တော့ဒီချိန်ခါမှာယဟန်တော်အနေနဲ့မရဏတတိကမ္မထံကိုသိပြန်ပြီးတော့မှ နေဖို့ကောင်းတယ်။သိချင်းတရားနဲ့ပတ်သက်ပြီးတော့မှစဉ်းစားဆင်ခြင်တဲ့ဘောင်းနာပွားတဲ့ကမ္မထမ်းပေါ့လေ။အဲ့လိုနေဖို့ကောင်းတယ်။သို့တော့ဒီလိုမနေဘူးပေါ့လေ။ငိုနေတယ်။အဲ့ဒါကိုယဟန်နေကဒီကြောင်းလေးကိုပြောပြောပြီးတော့နေတယ်။ဒီနေ့တော့အဲ့ဒါကိုသူတို့စီဝေးပြီးတော့မှဒီယဟန်ကြီးဟာဒီလိုပဲယဟန်ဖြစ်ရတဲ့တန်ရုံးစင်မပြတ်နိုင်ပဲနဲ့ ကိုရင်လေးကြောင့်ငိုနေတယ်လို့ပြောပြီးတော့နေကြတဲ့ခါကျတော့မြတ်စွာဘုရားသခင်ကြွလာတယ်ဘုရားသခင်ကကျတဲ့ဟန်တို့ဘယ်မိသောစကားကိုပြောနေကြတယ်ဘာတွေဆွေးနွေးနေကြတယ်မေးပါအဲ့ဒီအကျိုးကြောင့်ပြန်လျှောက်ထားတာပေါ့ဒီယဟန်ကြီးဟာယဟန်မြစ်ပါရကနေပေါ့လေသာမဏေလေးကိုဆွလန်းပြီးတော့မှငိုကြွေးနေပါတယ်ဆိုတာပြောတဲ့ခါကျတော့ ဖြစ်သားတို့ဒီယဟန်းကြီးဟာအခုမှသာလျင်ဒီကိုရင်လေးအတွက်ငိုကျွေးနေတာမဟုတ်ပါဘူးဟိုးရှိရှိဘုရားတော်ကလည်းပဲဒီလိုပဲငိုကျွေးမှုပါတယ်ဆိုပြီးတော့အတိတ်ကိုပြန်ပြီးဆောင်းတာပါဖြစ်သားတို့တဲ့လွန်လီပြီးသောအခါကဗရန်တီပြည်မှာဗြဟ္မဒတ်မင်းမင်းပြုတ်ပါတယ်အဲ့ဒီချိန်ခါမှာ ငါဖះလောင်းဖះလောင်းပေါ့လေဖះလောင်းဟာတာဝရင်တန်နဲ့ပြင်မှာတကြားဖြစ်အဲ့ဒီချိန်မှာပဲတယောက်သောကာတိဏီကုံးမှာနေတဲ့ကာတိဏီကုံးရွာမှာနေတဲ့ပုံနာဟာတကယ်တော့သူမှပြည့်စုံသားတွေအများကြီးရှိတယ်ချမ်းသာတယ်ဒါပေမဲ့ကာမဂုံကိုကြောက်ရွံ့ပြီးတော့မှကာမစည်းစိမ်ကို ကြောက်ရွံ့ပြီးတော့ကာမဂုဏ်တွေစွန့်ပြီးတော့ယသိဟန်းပြုပြီးဟိမွန်တာတော်ထဲမှာသွားပြီးတော့သရင်သုံးတယ်တခါတည်းရန်ရွာကိုတော့ဆုံးခံကြွတဲ့ခါရှိတယ်တခါတည်းရန်တော့လည်းပဲတော်ထဲရပဲတေဥတေဖူးတွေစားပြီးတော့ဒီလိုပဲနေတယ်အဲ့လိုနေရင်းနဲ့တခါကြတဲ့ခါကြတော့ဆင်းအမေကြီးဆင်မကြီးကပြစ်ထားခဲ့တဲ့ စင်ပေါက်စာလေးစင်သားလေးကိုသူတွေ့တယ်တွေ့တော့ဒီစင်လေးကိုသူကတိတ်ချစ်တယ်ဒါကြောင့်သူ့ကြောင်းကိုယူလာတယ်ကြောင်းမှာခါတဲ့အစာရေစာကောင်းကောင်းကျွေးပြီးတော့မှထားတယ်ဒီစင်လေးကိုလည်းသူကအမှန်တန်ချစ်မြတ်လို့ပြီးတော့နာမည်ကိုလည်းတောမတ်တတ်ပေးတာတောမတ်တတ်တာအဒီဘရားပြင်းတော့ ဒီလိုတွေပဲနဲ့မှဲတာဖြစ်နေမှာတယ်။သုံးမဆိုတာကလတို့လနဲ့သားတို့ကိုဟောတယ်။သုံးမကလလနဲ့သားဓာတ်တကပေးတာ။ဒါနည်းအားဖြင့်တော့လနဲ့သားပေးတဲ့ဆင်ကလေးလို့တွေပဲရမှာပေါ့။အဲသုံးမဓာတ်တလို့ပေးပြီးတော့သူတွင်းမွေးထားတယ်။ဒီဆင်လေးကလည်းတစ်ပြေးပြေးနဲ့ကြီးလာတယ်။အဲဒီခါကျတော့သူ့ရဲ့ခန္ဓာကိုယ်ဖုံးပြုတ်ပြီးတော့အမတန်တင့်တယ်တဲ့။ ဆင်လေးပြေးပြီးတော့ဒီရသေးကြီးကလည်းဒီဆင်ကိုအမတန်ချစ်တယ်သူတကယ်သားလေးလိုပဲသူကအောက်မိပြီးတော့ချစ်တယ်တနေ့တော့ဒီဆင်လေးကအစာစားတာများသွားလို့အစာမကြေလို့သေးသွားတယ်ဆိုပါတော့အစာမကြေယောဂါရီပါတိဖြည့်ပြုတ်ပြီးတော့သေသွားတယ်ဆင်ကလေးသေသွားတဲ့ခါကျတော့အဲ့ဒီအချိန်ခါမှာတကယ်တော့သူသေတဲ့ခါ ခုနရသေးကြီးကမရှိဘူးရသေးကြီးကတတိရှာဘာညာတွန်းနေတဲ့ခါမှာခါတိုင်းကတော့ရသေးကြီးပြန်လာတဲ့ခါမှာတော်တော်ဝေးဝေးထိလာပြီးတော့မှဆင်လေးကကြိုးတယ်ဒါပေမဲ့အဲ့နေကြတော့မကြိုးဘူးမကြိုးတာနဲ့ရသေးကြီးကလည်းအမတန်ကိုစိုးရင်သွားတယ်ခါတိုင်းကတော့မတက်ဟာငောက်လာလာပြီးတော့ကြိုးတယ်ငါသားလေးတော့မတက်ပေါ့ငောက်လာလာပြီးတော့ကြိုးတယ် အခုမလာဘူးတော့မတဲ့ဗာမင်းဖြစ်လဲပါလဲညာလဲစိုးရင်တော့ပေါ့အကြီးကျယ်စိုးရင်ပြီးတော့မှတထိတ်တွေတလန်းလန်းနေပဲเจ้าကိုเจ้าနဲ့ဝင်လာအဲ့ဒါမှာเจ้าနဲ့ကဇင်းကြံဥမှာဇင်းကြံလျှောက်တဲ့ဇင်းကြံဥမှာအဲ့ဒီစင်လေးသေးနေတာကိုတွေ့ဘယ်လိုမှဒီမကူနိုင်မကယ်နိုင်ပေါ့လေ ဘာကြောင့်လဲဆိုရင်တည်သွားတဲ့အထိရောက်သွားပြီလေပြီးတော့မှနေမကောင်းဖြစ်နေတာဆိုရင်ကူလို့ကဲလို့ရအောင်မမရတော့ဘူးတည်သွားပြီတည်သွားတာသိတဲ့ခါကျတော့ခုနယဟန်းကြီးကရသိကြီးကစိုးရင်ပြီးတော့မှတုတ်ကတွေဖြစ်ပြီးတော့မှငိုတာပေါ့လေကြည်ကျင်ငိုငိုတော့မှဖះလောင်းတရားမင်းပေါ့ဖះလောင်းကတရားမင်းဖြစ်တဲ့အဲဒီချိန်မှာတရားမင်းကသိတယ် သိပြီးတော့ဩဒီအသေးကြီးတော့ငါကဲမဖြစ်မယ်သူဆိုရင်ကြောက်ကြတာတွေဝင်ငါပယ်ဖြောက်ပေးမှဖြစ်မယ်ဆိုပြီးတော့လူပြည်ကိုလာလိုက်ရသေးကြီးနဲ့တွေ့တယ်ရသေးကြီးနဲ့တွေ့ပြီးတော့ပြောတယ်အသေးအသေးကြီးဒီလိုရသေးကြီးဆိုတာဟာကံကုန်စည်းစိမ်တွေကိုစွန့်ပြေးပြီးတော့မှတန်ရောစင်တွေစွန့်ပြေးပြီးတော့မှ တောထွက်လာတာယသိဟမ်းပြုတ်တယ်ဆိုတာဒီဒီအကြောင်းပဲဒါပေမဲ့အခုယသိကြီးဟာဒီစင်လေးကိုမှီးပြီးတော့မှတန်ရောစင်နေဖြစ်ပြီးတော့မှဒီကိလေသာကြောင့်ဘယ်လိုငိုကျွေးနေတာမကောင်းပါဘူးဘယ်လိုမှမငိုသင့်ပါဘူးပြောတော့ယဟန်ကြီးကယသိကြီးကပြန်ပြောတာပေါ့လေတရားမင်းလူပဲဖြစ်ဖြစ်ပြိဿံပဲဖြစ်ဖြစ် ပေါင်းဖော်နေကြလို့ခင်မင်နေကြတယ်ချစ်နေကြတယ်အဲ့ဒီအချစ်ဟာဘယ်လို့မှတားလို့မရဘူးအချစ်ကြောင့်စိုးရင်ချင်းဆိုတာလည်းပဲဘယ်တားနိုင်ပါမလဲတရားမင်းလို့ပြောတယ်အဲ့တော့တရားမင်းကဒီကြည့်ဒီလိုငိုသေးတိုင်းသေးတိုင်းကိုသင်မာကိုသေးတာတွေကိုကြည့်ပြီးတော့ငိုမယ်သင်မာကိုကြည့်ပြီးတော့ငိုမယ် ငိုနေကြမယ်ဆိုရင်မျက်ရည်ဟာအမြဲတမ်းခမ်းပြီးတော့မျက်ရည်ထွက်နိုင်ပြတော့မရှိတော့တကယ်လို့ယသိကြီးသေသွားတဲ့တဲရောက်အတွက်ငိုတယ်ဆိုပါလို့ငိုလိုက်လို့အဲ့ဒီသေသွားတဲ့တဲရောက်ပြန်ထလာမယ်ရှင်းလာမယ်ဆိုရင်တော့ငိုရဟာအတိတ်ပဲရှိပါလေဒါပေမဲ့ဘယ်လိုမှပြန်မထပါဘူးဆိုရင်တော့ငိုရဟာအတိတ်ပဲဖြစ်ပါဘူးဒါကြောင့်အသိဉာဏ်ကြီး မငိုပါနဲ့တရားမှတ်ပြီးတော့မှပဲဒါကိုဖြစ်သိမ့်ပါပြောတယ်အဲ့တော့မှအသေးကြီးကလည်းဟုတ်ပြီတရားမင်းတရားမင်းပြောတာကိုသဘောပေါက်တယ်ဒါကြောင့်မို့တရားမင်းရဲ့စကားကြောင့်လောင်နေတဲ့တောကမီးတွေစူးဝင်နေတဲ့တောကညှောက်နေအခုအားလုံးရှင်းမလိုက်ပါဘူးမစိုးရင်တော့ပါဘူးမငိုတွေးတော့ပါဘူး ခဏကစားပြီးတော့တရားနယ်ကြီးတင့်ကြံနေထိုင်ပါတော့မယ်လို့ဝန်ခံပြီးတော့တရားမင်းကလည်းပဲအဲ့ဒီချိန်ခါမှာပြန်သွားပါတယ်အင်း